MacBook တွေမှာ screen shot ဘယ်လိုရိုက်မလဲ။ Okay ဒီနေ့လေ့လာကြည့်အောင်။အရင်ဆုံးကျွန်တော်တို့ screen shot ရိုက်ခြင်းနဲ့ selfie ကိုသွားမယ်ဥပမာဒီစာမျက်နှာကိုပဲ screen shot ရိုက်ကြည့်အောင်။ screen shot ရိုက်မယ်ဆိုရင်ဘာနှိပ်မလဲဆိုတော့ command ရယ် shift ရယ် shift ရယ်ပေါ့နော် shift ဆို3ပေါ့နော် command ရယ် command ရယ် shift ရယ်3ရယ်ကိုရိုက်လိုက်ရင်ကျွန်တော်တို့ဒီမှာ screen shot ရိုက်ပြီးသားလေးဖြစ်သွားပါလိမ့်မယ်။ Okay နောက်တစ်ခုလောက်ဆက်ရိုက်ကြည့်အောင်။ ဥပမာကျွန်တော်တို့ YouTube တဲ့ဝင်လိုက်မယ်ဆိုပါစို့ YouTube ရဲ့ဒီစာမျက်နှာလေးကိုကျွန်တော် screenshot ရိုက်မယ်ဆိုရင် command shift 3ဒါဆိုရင်ဒီအောက်မှာ screenshot ရိုက်ထားတဲ့ဟာလေးပေါ်လာပါလိမ့်မယ်ဒါလေးကတော့ကျွန်တော်တို့ screenshot ရိုက်ထားတဲ့စာမျက်နှာလေးပါဟုတ်ပြီနော်ဒါမှ screenshot ဆိုရဲစာလေးပါတယ် Okay ဒီနည်းလမ်းလေးလည်းကျွန်တော်တို့ login နဲ့အရေးကြီးတဲ့အချက်လက်တွေကို screenshot ရိုက်ခြင်းရိုက်ထားလို့ရပါတယ်